ပါကစ္စတန်ဘက်ကပြစ်ချမှုကြောင့်အိန္ဒိယရဲ့ Rafale တိုက်လေယာဉ်အနည်းဆုံးတစ်စီးပြတ်ကျခဲ့တယ်လို့ပြင်သစ်ထောက်လှမ်းရေးကပြောကြားခဲ့ပါတယ်။ဒါဟာပြင်သစ်နိုင်ငံမှာထုတ်လုပ်တဲ့ကမ္ဘာထိပ်တန်းအစဉ်တိုက်လေယာဉ်အမျိုးအစားအတွက်တော့စစ်မြေပြင်မှာပထမဆုံးအကြိမ်ဆုံးရှုံးမှုလို့လည်းသတ်မှတ်နိုင်ပါတယ်။အိန္ဒိယဟာလေတပ်ရဲ့တပ်တန်းအိုဟောင်းနေတဲ့တိုက်လေယာဉ်တွေနေရာမှာစားထုတ်ဖို့ Rafale တိုက်လေယာဉ်တွေကို ပြင်သစ်စီကမှာယူထားတာဖြစ်ပါတယ်။မနေ့ကမေလ9ရက်နေ့မနက်ပိုင်းမှာတော့အိန္ဒိယဟာ ်စင်တူးစစ်စင်ရေးကိုဆင်နွှဲ့ပြီးအိန္ဒိယပါကစ္စတန်နိုင်ငံရဲ့မြို့တချို့နဲ့ပါကစ္စတန်ထိန်းချုပ်ထားရာကက်ရှမီးယားဒေသစိတ်ပိုင်းတွေကိုလေကြောင်းကနေတိုက်ခတ်ခဲ့ပါတယ်ဒီဖြစ်စဉ်အတွင်းပါကစ္စတန်ကအိန္ဒိယရဲ့ရာဖေး3စီးအပအဝင် တိုက်လေရင်စုစုပေါင်း9စီးကိုပစ်ချနိုင်ခဲ့တယ်လို့ကြွေးကြော်ထားပေမဲ့အိန္ဒိယစစ်တပ်ကတော့အတိမပြုပါဘူးပါကစ္စတန်စစ်တပ်ဟာဘာတင်ဒါ၊ဂျမူး၊အခနော၊ဆရီနာဂာနဲ့အေဗန်တီပူရာတို့မှာအိန္ဒိယရဲ့ရာဖေး3စီး MiG-29 တစ်စီးနဲ့ SU-30 တစ်စီးတို့အပြင်စစ်သုံး drone တစ်စီးကိုပါပစ်ချနိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။နှစ်ဖက်တပ်တွေရဲ့စုစုပေါင်းတိုက်လေယာဉ်125စီးလောက်ပါဝင်တဲ့ရင်ဆိုင်တိုက်ပွဲကခေတ်သစ်စစ်သမိုင်းမှာအရေးအတွက်အများဆုံးနဲ့အချိန်အကြာဆုံးဝေဟင်စီးခြင်းထိုးပွဲဖြစ်ခဲ့တယ်လို့ပါကစ္စတန်ကပြောပါတယ်။ဒါပေမဲ့နှစ်နိုင်ငံစလုံးရဲ့တိုက်လေယာဉ်တွေကနယ်စပ်စီးကိုမကြော်ဘဲမိုင်း100လောက်ရှည်လျားတဲ့ဖြတ်ပိုင်းစုံတစ်လျှောက်မှာပဲဒုံးကျည်တွေနဲ့အပြန့်အလှန်ပစ်ခဲ့ကြတာလို့သိရတာပါ။ ထွက်ပေါ်နေတဲ့သတင်းတွေမှာတော့တရုတ်လုံ PL15 အမျိုးအစားဝေဟင်ကနေဝေဟင်ပစ်ဒုံးကျည်တွေဟာတိုက်ပွဲဝင်အစဉ်ပထမဆုံးလက်တွေ့အသုံးပြုမှုမှာတင်ပါကစ္စတန်အတွက်ကြီးမားတဲ့အောင်ပွဲကိုယူဆောင်ပေးနိုင်ခဲ့တယ်လို့ဖော်ပြနေကြပါတယ်။အဲ့ဒီဒုံးကျည်တွေကမိုင်60လောက်ထိပြန်တန်းနိုင်စွာရှိပြီးပါကစ္စတန်လေယာဉ်တွေဟာနယ်စပ်ထိချင်းကပ်စရာမလိုပဲရန်သူပစ်မှတ်တွေကိုအဝေးကနေပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ CNN ရဲ့အင်တာဗျူးမှာတော့ပြင်သစ်ထောက်လှမ်းရေးအရာရှိတအူပြောတာက ရရှိထားတဲ့လေရင်ပြတ်အစိတ်အပိုင်းဓာတ်ပုံမှတ်တမ်းတွေအရ Rafi အနည်းဆုံးတစ်စီးပြစ်ချခံခဲ့ရတယ်လို့နားလည်ထားကြောင်းဆိုပါတယ်။လလော့ဆယ်တော့ပြင်သစ်အာဏာပိုင်တွေဟာပါကစ္စတန်ပြစ်ချတာခံရတဲ့ Rafi ကတစ်စီးထက်ပိုသလားဆိုတာကိုစုံစမ်းနေစေလို့လည်းသူကဆက်ပြောပါတယ်။ Rafi တွေဟာပါကစ္စတန်ရဲ့ပြစ်ချမှုကိုခံခဲ့ရတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတဲ့နောက်လေရင်တွေကိုထုတ်လုပ်တဲ့ပြင်သစ်လေကြောင်းဤပညာလုပ်ငန်းစုကြီး Dassault ရဲ့ရှယ်ယာတွေပါကျဆင်းကုန်ပါတယ်။ဈေးကွက်သူတွေတီတွေကတော့ ရာဖေးတွေရဲ့တိုက်ပွဲဝင်အဆင့်ယုံကြည်စိတ်ချရမှုကိုဝယ်လက်တွေကကြီးကြီးမားမားတန်တရားဖြစ်သွားပြီဆိုရင်ဒဇောက်ရဲ့ရှယ်ယာတန်ဖိုးက900ခန့်အထက်ထိဆက်လက်ကျဆင်းနိုင်ကြောင်းမှတ်ချက်ပေးထားပါရှင်။